ချန်ပီယံလိဝင်ဝင်အတွက်တင်မကပရီးမီယံလိချန်ပီယံဆုအတွက်ပါအာယုံဆိုင်ရတော့မယ့်ယူနိုက်တက်ဘရင်းမတော်မမင်းလာမြောင်ရွှေရောအိုင်ဘက်ခွန်ရှိကိုအင်းချင်းကလည်းအားလုံးကိုပြန်လဲချိုးလိုက်ပါရင်ရရက်ကလည်းရှိမှချန်ပီယံလိဝင်ဝင်အတွက်တော်တော်လေးအခြေအနေကောင်းနေပါရင်ဇီယာထက်ကအတင်းနေတဲ့ယူနိုက်တက်အခြေကရမှတ်ကွာဟမှုချင်းမြောင်းလာတာကြောင့်အချိန်မီအပြောင်းလဲဖြစ်သွားနိုင်တာပါလက်ရှိမှယူနိုက်တက်ဟာရမှတ်16မှတ်အရယူထားနိုင်ပြီးလေဘာဘုတ်ကိုဖိန်ခုထိုင်ထားနိုင်တာဖြစ်ပါရင်ယူနိုက်တက်ဟာအစဉ်လေးအတွင်းကအာဆင်နယ်နဲ့10မှတ်မန်စီးတီးနဲ့6မှတ်ချဲလ်စီးနဲ့9မှတ်သာကွာဟပါရင် အာဆင်နယ်နဲ့ကအမှတ်အဝေးနေတောင်ထင်ရပေမဲ့မန်စီးတီးချဲဆီးတို့နဲ့ကအမှတ်အသိမကွာပါဘူးဒါကြောင့်လိုက်တက်ကဒီအာလီချန်ပီယံလိဝင်ဝင်ကိုကောင်းကောင်းကြီးမျှော်လင့်နိုင်တယ်လို့ပြောရမှာဖြစ်ပါတယ်ယူနိုက်တက်ကလောင်းအစားမဟောင်းဂရင်းနဘေးကတော့တဲနီတို့အနေနဲ့ချန်ပီယံလိဝင်ဝင်အရယူတင်ကြောင်းအခုလိုပြောပါတယ်လက်ရှိကာလကယူနိုက်တက်အတွက်အကောင်းဆုံးကာလတွေဖြစ်ပါတယ် လီဗာပူးနော်တန်ဖောရက်ဘရိုက်တန်စပါးရနယ်ပွဲတွေမှာရှင်းမလောက်ရရင်မစိုးဘူးလို့ထင်ခဲ့ရပေမဲ့တကယ်တမ်းမှာတော့လီဗာပူးနဲ့ဘရိုက်တန်ကိုနိုင်ခဲ့တယ်လို့နောက်ပွဲတွေမှာအသေးထက်တောင်အမှတ်ပိုရခဲ့တင်တာတွေ့ရပါတယ်။ယူရိုနဲ့နေချန်ပီယံလိဝင်ဝင်ကိုကောင်းကောင်းမျှော်မှန်းလို့ရနေပါပြီ။လက်ရှိမှာဘယ်သင်းကားမှချန်ပီယံလိဝင်ဝင်နေရတဲ့အတွက်မသေးချာသေးပါဘူး။ချဲစီကတော့ထိပိုင်းရောက်နေပေမဲ့လီဗာပူးနဲ့စပါးတို့ကမသေးချာသေးပါဘူး။အဲဒီကရန်သက်ဘက်အပြီးမှာနောက်လာမဲ့၃လအတွင်းတခြားအသင်းတွေနှစ်တကူကာလပွဲချက်ပါလိမ့်မယ်။ဒီအသင်းတွေပွဲပန်းနေကြပါ United တို့ထိန်းဆုံးလေးအသင်းအတွင်းဝင်ဖို့အခွင့်အရေးကောင်းပါပဲလို့ပြောခဲ့လိုက်တာဖြစ်ပါတယ်။ ။လက်ပြီးပြောတာမှန်ပါတယ်။ပေါင်စင်တင်းရောက်လာရင်ပွဲကကျတော့မှာပါ။အသင်းကြီးတွေဥရောပပွဲတွေပြည်တွင်းပွဲတွေကြာပြားများတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ United ကတော့ Premier League နဲ့ FA Blah ပဲကန်စရာရှိတာမို့ပွဲမကျပါဘူး။ဒီအချိန်မှာအမှတ်တွေစုဆောင်းထားဖို့အချိန်ကောင်းပါပဲ။ Man City နဲ့လည်းမှတ်ပဲကွာတဲ့အနေထားမှာ United အနေနဲ့ Champions ဆုတော်မျှော်မှန်းလို့ရနေပါတယ်။ Arsenal fan တွေက DRD Premier League Champions ဆုကသူတို့အတွက်ပဲလို့အပိုင်းစုံနေကြတာပါ။ လွန်ခဲ့တဲ့လင်းကားဘက်ကဆိုရင်တော့ဒီစကားကိုလက်ခံပေးလို့ရပါသေးတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့အဲ့လိုမဟုတ်တော့ပါဘူး။မှန်ပါရင်အာဆင်နယ်ကနောက်ပိုင်းနှစ်တင်မှာဖလားမရအောင်အမြဲတမ်းလှုပ်ပေးတက်တယ်မဲ့စီးရီးကနောက်မှလိုက်မိနေပါပြီ။အာဆင်နယ်ဖန်တွေကမန်စီးရီးနဲ့လည်းပါဘူးခေကုံသွားပြီလို့သာပြောနေပေမဲ့တကယ်တမ်းမှာတော့ အာဆင်နယ်အား၃နှစ်ဒုတိယသာရခဲ့ပြီးမန်စီးတီးသို့မဟုတ်လီဗာပူးသာဘိုးဆွဲဆွဲသွားတက်တာပါဒီနေ့လည်းဒီသဘောပဲဖြစ်အောင်မဲ့အနေထားရှိနေပြီလားမစွန်နိုင်ပါဘူးလက်ရှိမှာအာဆင်နယ်ကမပင်ဆရာကိုဦးဆောင်ထားသူဆိုပေမဲ့ပွဲက20ကျော်တော့ကင်ရအောင်ပါပါအာဆင်နယ်ခြေချော်အောင်မယ်ဆိုတာအသေးချပါပဲအခုတော့ဆောင်းလေးနည်းနည်းအိမ်အောင်ရှိတဲ့အာဆင်နယ်တို့အသေးသေးစကြနေပါပြီနောက်ဆိုရင်ပိုဆိုးဖို့ပဲရှိပါရင်ယာလီအစမှာအာဆင်နယ်ကောင်းတာထူးဆန်းမဟုတ်ပါဘူးဒါပေမဲ့တခုပဲယာလီကောင်မှထိန်ဆုံးရောက်နေတာအာဆင်နယ်မဟုတ်တာတော့ထုံးဆန်းဖြစ်ပါရင်ပိုက်ကွာလာဆိုတဲ့နေပြားကပရီးမီးယားလိဂ်ကိုဘယ်လိုယူရမလဲအသေးဆုံးပါလက်ရှိမန်စီးတီးကခံစစ်တိုက်စစ်ကွင်းနဲ့တောင်တင်းဆုံးဖြစ်နေပြီဟာလ န်းကလည်းကွန်ပြူနေပါတယ်။ဒါကြောင့်မန်စီးတီးလိုအတွဲကြုံရင်းချက်နေပြီးချန်ပီယံဆုကိုထမင်းစားရေတောက်ယူပြနေတဲ့အသင်းကဖိအားဝင်နေတဲ့အာဆင်နယ်ကိုအေးဆေးကျော်ဖြတ်နိုင်ပါတယ်။ယူနိုက်တက်ကလည်းမန်စီးတီးနဲ့အမှတ်ကပ်နေတဲ့အသင်းပါပဲ။ယူနိုက်တက်တို့ပွဲလေးမချက်တာမို့ရင်းလောက်မှန်းဒူးလောက်ကျဆိုလို့ချန်ပီယံဆုကိုမျှော်မှန်းရင်ချန်ပီယံလိဝင်ဝင်ကိုအရယူလို့ရတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့ပါလဲအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ